ကမ္ဘာစဉ်စကောလာကပ်ပြိုင်ပွဲမှာရွှေဒဇိနှစ်ခုအပါဝင် စုခဏစုရရှိခဲ့တဲ့တရုတ်ဆောင်နန်းနာလိုင်းရဲ့တမီလက်လေးဇေယျတီလိုင်းပြိသက်များလုံးမဲ့မင်္ဂလာပါရှင်တရုတ်ဆောင်နန်းနာလိုင်းရဲ့ခင်မွန်စီတီဟာကသူ့တမီလက်လေးဇေယျတီလိုင်းကဝေါ်စကောလာကပ်ပြိုင်ပွဲဝင်ခဲ့တာနဲ့ပတ်သက်ပြီးအခုလိုပဲပြောပြခဲ့တာပါတမီယက်တီကဝေါ်စကောလာကပ်ဝင်ပြိုင်မှာမို့ဂိုးတစ်ခုရရင် string game တစ်ခုဝယ်ပေးမယ်လို့ပြောမိတာတမီနဲ့အမေကပြန်ပြောကြတယ် မနစ်ကဂိုမတ်တယ်နဲ့ဇေဗာမတ်တယ်ရီအများကြီးရထားတာတဲ့ခုနကူလာရှစ်ကူလာမသိဘူးဒီနေ့အတွက်ကပြီးခဲ့တဲ့နှစ်စံချိန်ထက်မရောရင်ပြီးမယ်လို့ပြန်ပြောလိုက်ရတယ်အဆက်ပြတ်သွားတော့မသိလိုက်ဘူးလို့ဖခင်ဖြစ်သူဇေဒီဟာကပြောခဲ့တာပါဒီနေ့ဆူရလက်မလေးဇေယတီလိုင်းလေးကကိုနှစ်ကူဇေဗာငါးကူစုခုခဲ့ပြန်တာပါဒါကြောင့်ဖခင်ဖြစ်သူဇေဒီဟာအနေနဲ့သမီးကကိုနှစ်ကူဇေဗာငါးကူရခဲ့တယ် စုပေးနေတာကိုကြည်ပြီးဝမ်းသာရမလားဝမ်းနေရမလားမသိတော့ဘူးလို့ဂျီနူကုံယူစွာပြောခဲ့တာတွေ့ရပါတယ်။သမီးကြီးဝတီကလည်းပကြီတော်ပြီးသူ့ဘာသာဒေါ်လာရှာနိုင်။အလတ်လေးယတီနဲ့အငယ်လေးမတီကလည်းစာအရန်တော်တော့မေမေနန္နာလိုက်လေအရန်ကုံယူနေတော့မှပေါ်ဆိုပြီးတင်ထားခဲ့ပါတယ်။နောက်ထပ်တစ်ပုံအနေနဲ့စည်ရင်းများမှန်ကန်စွာယတီနေတဲ့သူမရဲ့ဖောင်ဒေးရှင်းအပေါ်ဂုံတိတ်ခါကြာစင်အောင်ပြုလုပ်သူများအား တရားဥပဒေအရဆက်လက်လှုပ်ဆောင်မည်ဟုဆိုလာတဲ့ခိုင်နှင်းဝေအကြောင်းကိုတင်ဆက်ပေးကြပါမယ်။လက်တလောမှာအထဲဆိုင်ရှင်တအိုးကသူမရဲ့အထဲဘုံငွေကိုခိုင်နှင်းဝေဖောင်ဒေးရှင်းရဲ့အကောင့်ထံမှာလွှဲမိခဲ့ပြီးပြန်ရဖို့အခက်အခဲကြုံနေကြောင်းသူမအနေနဲ့ခိုင်နှင်းဝေကေဟာကိုမကြာခဏလှူဗူသူဖြစ်ပြီးယခုဒီချိန်မှာတော့သူမရဲ့အထဲဘုံငွေလွှဲပြောင်းပေးမှုမှာ ခိုင်နှင်းဝေဖောင်ဒေးရှင်းရဲ့အကောင့်ကိုမှာပြီးလွှဲမိသွားကြောင်းယခုလိုပြောလာခဲ့တာပါ။ ။တတိုင်းပြည်လုံးပေါ်ပရာဟီတာဆိတ်ရှိတဲ့နိုင်ငံကျော်မင်းသမီးခိုင်နေဝေကျမအောက်ပေါ်ကိုချင်းစာတရားလေးရှိပြီးပါလားရှင်။ဒီငွေတွေကအလကားရတဲ့ပတ်စံတွေမဟုတ်ရပါဘူး။ကျမအပေါင်းမတက်စီအော်ရောင်းပြီးမှရလာတဲ့ချွေးနဲ့စာပတ်စံတွေပါ။မေလာခုနှစ်ရက်နေ့ကကုန်သည်စီကိုအထည်ပေါ်29,500တောင်းလွှဲရမှာကိုမခိုင်နေဝင်ရဲ့ဖောင်ဒေးရှင်းအကောင့်ကိုမှားလွှဲခဲ့မိပါတယ်။ကျမတို့ဘက်ကမှားလွှဲမိမိချင်းတနအီအတွင်းလူကိုယ်တိုင်ယုံကိုတော်ပြောခဲ့ပါတယ်။ ရုံဘက်ကမက်ခိုင်နေဝင်ပြောဝယ်ရောက်နေလို့နောက်၄-၅ရက်နေမှပြန်ရောက်မယ်။အဲဒီအခါကျမှလာခဲ့ပါလို့ပြောပါတယ်။သူတို့ချိန်နဲ့ရက်ပြန်သွားတော့ဗန်နမ်မတ်မတ်ပုံတင်အရှိအနောက်ဗန်စတိတ်မန့်တွေသွားယူခိုင်းလို့ယူပေးခဲ့ရပါတယ်။အဲဒီအချိန်ထိလည်းရုံဝင်တန်းတွေနဲ့ပဲတွေ့ခဲ့ရတာပါ။ရုံဝင်တန်းတွေရဲ့ဆက်ဆံရေးကလည်းကျမတို့လူဖို့သွားတဲ့အချိန်ဆက်ဆံရေးနဲ့ငွေမှားလွဲလို့ပြန်တောင်းတဲ့ချိန်ဆက်ဆံရေးကကွာခြားမှုများပါတယ်။ ကျမတို့မှာသူများပတ်စံကိုအလကားသွားတောင်းနေရတယ်လို့တိတ်ငဲမှုကိုခံစားခဲ့ရပါတယ်။အဲဒီနေ့မှာသူတို့တောင်းတာပြီးပြီးသူတို့အစင်စင်တင်ရမှာမလို့နောက်ထပ်၄၅ရက်ထပ်ဆောင်ခိုင်းပါတယ်။ဆောင်ခိုင်းတဲ့ရက်ပြီလို့ဖုန်းခေါ်တဲ့အခါဖုန်းမကိုင်းလို့လူကိုယ်တိုင်သွားမိတဲ့အခါတောင်တကုံမျိုးနဲ့ယုံကထောက်ခံချက်သွားယူခိုင်းပါတယ်။မျိုးနဲ့ယုံကလည်းသူတို့နဲ့မဆိုင်မှုအလိုပေးရတယ်လို့လူရိုးလောက်စင်မရှိဘူးလို့ပြောပါတယ်။သူယုံကိုကျမတို့ပြန်သွားတဲ့အခါသူ့ဝန်ထမ်းတွေက ကျမတို့အပေါ်မချီမငန်းမတူသလိုမတန်သလိုဆက်ဆံပြောဆိုခဲ့ပါတယ်။ဒါကိုမက်ခိုင်နေဝေတီလားမတီလားကျမမသိပါ။အဲ့ဒီအချိန်ထိကျမမက်ခိုင်နေဝေတို့မဟုတ်တာဝန်ရှိသူတအုပ်နဲ့လုံးဝမတွေ့ရသေးပါ။ဂျုံကဝန်ထမ်းကကျမတို့ကိုပြောလိုက်တာကမက်ခိုင်နေဝေမန်နေဂျာက အခုရှူတင်လိုက်နေရလို့ည9နာရီထူကျမတို့ကိုပြန်ဆက်သွယ်ပေးလိမ့်မယ်လို့ပြောလာပါတယ်။ကျမတို့ဖုန်းနံပါတ်ပဲယူထားပြီးမန်နေဂျာဖြစ်သူဖုန်းနံပါတ်ကျမတို့ကိုလုံးဝမပေးလိုက်ပါ ည9နာရီထိုးမှာခိုင်နှင်းဝင်မန်နေဂျာဆိုသူနမ်မီခန်တအူးကဖုန်းဆက်လာပါတယ်။သူပြောတာကမှားလွင်ပြီလို့တနားရဲ့အတွင်းသွားပြောခဲ့တဲ့ကျမတို့ငွေကိုအဲ့ဒီတနားရဲ့အတွင်းမှာလှူလိုက်ပါတယ်လို့ပြောပါတယ်။ဒါပေမဲ့အလှငွေလက်ခံလဲသူတို့မှမရှိသလိုဘသူကိုလှူလိုက်လဲမသိရပါဘူး။ကျမတို့ကဘသူနာမည်နဲ့လှူလဲလို့အမေတော့သူတို့မှတိမ့်တောင်းချီဝင်နေလို့အချိန်နဲ့တပြေးညီအကုန်းလှူရဲလို့ပြောပါတယ်။အမှန်တကယ်လှူခဲ့ရင်လာပြောတဲ့တနားရဲ့အတွင်းဘာလို့အဲ့ဒီလှူတဲ့ကိစ္စမပြောခဲ့တာလဲ။ ကျမတို့မှားလွဲတာတည်ကြတယ်။ခိုင်လုံတဲ့တက်သေးရင်းအစင်းစင်ယူခိုင်းပြီးမှလူလိုက်ပြီးအလွယ်ပြောတာဘလို့ယုံရမလဲ။မန်နေဂျာဆိုပြီးဖုန်းလက်ခံပြောပေးသူကမခိုင်နေဝင်ရဲ့မန်နေဂျာအစ်စ်ဟောမဟုတ်ကျမတို့မသိရပါဘူး။အပြင်မှာလည်းတစ်ချိန်မှမတွေ့ခဲ့ဘူးလို့မသိရပါဘူး။လူလိုက်ပြီလို့ပြောတဲ့အပြင်ဒီပတ်စံလူချင်းသူတို့ကနေပြည်တော်ကိုအစင်းစင်တင်ပေးရအောင်မယ်လို့လည်းပြောပါသေးတယ်။ပစံသိန်း30ကဒီလောက်အစင်းစင်လောက်ရမယ်လို့မတိခဲ့တာပါငွေဝင်တုံးကတော့ဘသူစီကဝင်လာမှမစစ်သေးပဲ ပြန်ထွက်ခါမှာနေပြည်တော်ထိစရင်တင်ရတယ်လို့သိရပါတယ်။နေပြည်တော်ထိတင်တာကိုကျမတို့ကဘယ်ချိန်ထိဆောင်ရနိုင်လဲမေးတာကိုအချိန်အတိကျမသိဘူး။သူတို့ကိုပဲယုံကြည်ပြီးဆောင်ရမယ်လို့ပြောလာပါတယ်။ကျမတို့ကဒီလိုဇကားရရှိနောင်မကြီးမျိုးစုံဖြစ်လာတော့ဘယ်လိုယုံရမလဲမေးတဲ့အခါမယုံရင်တရားဥပဒေအတိုင်းလုပ်လို့ပြောပါတယ်။ကျမလမ်းစဉ်အတိုင်းလုပ်ဖို့ KVZ ဘဏ်မန်နေဂျာနဲ့တွေ့တွေ့ခဲ့ပါတယ်။ဘဏ်ကပြောတာကမှားလွဲတဲ့သူကိုတည်နေပြီပဲလူချင်းတောင်းဖို့အရင်ပြောပါတယ်။ တောင်းလို့မရဘူးဆိုဒါဟာသူတို့ဘက်ကလိမ်လည်မှုမြောက်သွားပြီလို့ကျမတို့ကိုစကမ်းမှာတိုင်ချက်ဖွင့်ရမယ်လို့ပြောပါတယ်။စကမ်းကိုတိုင်ချက်ဖွင့်တဲ့အခါသူတို့အကောင့်နဲ့ကျမတို့ငွေရှိသေးလားဆိုပြီးဘဏ်ကသူတို့အကောင့်ကိုစစ်ကြည့်တဲ့အခါငွေအမောင်းကတိမ်ပေါင်းများစွာ ရှိနေပါတယ်။အဲဒီအတွက်ကျမဘက်ကတိုင်ချက်ဖွင့်ခဲ့ရင်သူတို့ရဲ့အကောင့်ကပိတ်ခံရမယ်လို့ဘဏ်ကပြောပါတယ်။ဒီတိမ်ပေါင်းများစွာကခုနှစ်ရက်သားသမီးရဲ့အလူငွေတွေလို့ကျမယူဆရပါတယ်။အဲဒီအတွက်မန်နေဂျာဆိုသူက အလွဲတကူဥပရိအတိုင်းလုံးလို့ပြောပြီးမှကျမမလုံရက်ခဲ့ပါဘူး။ကျမဟာကျမချွေနေစာကိုပြန်လို့ခြင်းုံတတ်တတ်ပါပဲရှင်။မခိုင်နေဝင်ရဲ့နာမည်ကုန်သိခါကိုလည်းထိခိုက်စေလို့စိတ်မရှိပါဘူးရှင်။ကျမရဲ့ချွေနေစာလေးကိုပြန်လို့ခြင်းလို့မေတ္တာရက်ခံတာပါရှင်။ဒီဖြစ်စဉ်စားလဲဆုံးကျမမှာလူသက်တီရက်ကော့တက်တီစာတက်တီအကုန်ရှိပါတယ်။လိုအပ်ရင်ကျမတို့ပြသပေးသွားပါမယ်ရှင်လို့ပြောလာခဲ့တာဖြစ်ပါတယ်။ခိုင်နေဝင်ဘက်ကတော့အလူငွေမှားရင်စွာလွှဲမှုအတွက် လိုအပ်သလိုစီစစ်ဆောင်ရွက်ထားပြီးအချိန်ခဏဆောင်ခိုင်းထားကြင်သာဖြစ်ပါတယ်လို့ပြောခဲ့ပြီးခိုင်နေဝင်ရင်သွေးလေးများခေဟာသည်တီထောင်ခွင့်ပြုမိတ်တရားဝင်ကြပြီးတော့အတင်းအဖွဲဖြစ်ပါသည်စီရင်များအားလုံးကိုလည်းတရားမှန်ကန်စွာဖြင့်ယက်တီနေသောအဖွဲအစည်းလေးဖြစ်ပါသည်တို့ဖြစ်ပါ၍အတင်းအတွက်ဂုံတိတ်ခါကြခြင်းအောင်နေမျိုးစုံဖြင့်လှောက်ဆောင်နေသောသူများကိုတရားဥပဒေရဆက်လက်လှောက်ဆောင်သွားမည်ဖြစ်ပါသည်လို့ပြောကြားလာခဲ့တာကိုတွေ့ရပါတယ်